ဂျာနောင်းပြပိန်းနေသည့်ဆန်ရင်ပြသွားခဲ့ရပြီဖြစ်တဲ့ညီမသေးတို့ရဲ့ရှီကို ားလုံးမင်္ဂလာပါနောက်ဆုံးမှာတော့ဆရာကြီးကိုပါမအနေနဲ့ကစားသမားဘဝပထမဆုံးအချိန်ဖြစ်ပနလီစတင်လွှဲချော်သွားခဲ့ပါပြီစပါဆန်နီမှာကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာအခမလဲသေးတဲ့အပြာမေလီတို့ကမိဂွေးတို့ကိုအသေးအံကိမှန်ကစားခဲ့ရပြီးတော့တကိုးကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်။မိဂွေးတို့ကရာသီကုန်မှာတန်းဆင်းသွားဖို့တောင်အလားလာကောင်းနေတဲ့အသင်းဖြစ်ပြီးတော့တိုင်ပတ်လို့ရိုင်းထွက်သွားခဲ့တာဖြစ်ပါတယ်။မြန်မာလေးတို့ကချန်ပီယံလိဝင်ခွင့်အတွက်အမှားမခံတဲ့အနေအထားမှရှိနေပြီးတော့နိုဘူးတို့တော်တော်တို့နဲ့အပြိုင်ဖြစ်နေပါတယ်။ ဖီယာလီစီနီရဲ့အတင်းအကျပ်တွေးဆောင်မှုလို့အမမခံမင်းကစားခဲ့ကြပြီးတော့ညီမလေးတို့ကပဲနောက်ဆုံးမှာအချိန်ဆွဲနီးပြူပါနဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်တကယ်ဆိုရင်ညီမလေးတို့အနေနဲ့နှစ်ကိုးပြတ်နဲ့ကိုနိုင်ခဲ့တင်တာဖြစ်ပြီးတော့ပမာတရပနာဒီလွဲချော်ခဲ့လို့သာတိုင်ပတ်သွားခဲ့ရတာဖြစ်ပါတယ်။အသက်22နှစ်ရွယ်ပမာဟာပနာဒီနဲ့ပတ်သက်လာရင်စိတ်ချရတဲ့သူဖြစ်ပြီးတော့ကန်တိုင်းကိုနေခဲ့သူဖြစ်ပါတယ်။ကစားသမားဘဝမှာကလပ်နဲ့လည်ရွေးစဉ်အတင်အကျပ်ကန်တမားပနာဒီတိုင်းကိုဝင်အောင်တွင်ထားနိုင်ခဲ့ပြီးတော့ပြည့်ပြည့်စုံနဲ့မှတ်တမ်းရှိထားခဲ့ပါတယ်။ ဖီနီယာကဗာနာမဘောနနဲ့ဒါအတွင်းမှာပနလီမတန်းကောင်းကိုလည်းထိန်သိမ်းနိုင်ခဲ့တဲ့ပါမကပြီးခဲ့တဲ့လက်စတာတင်းရဲ့ပွဲစဉ်မှာတော့မှတ်တမ်းကောင်းကြီးကျုပ်ပြတ်သွားခဲ့ရပါတယ်။ပထမပိုင်း22မိနစ်မှာညီမလေးတို့ပိန်နေတဲ့တလုံးများရှိခဲ့ပြီးတော့စားသုံးနေကြဖြစ်တဲ့ပါမကအပိုင်ကန်သွင်းမှုပြင်ဆင်ခဲ့ပါတယ်။ပါမကဂုဒမားရဲ့ဘေဘတောင်ကိုအပိုင်ကန်သွင်းခဲ့ပေမဲ့ဂုဒမားကတော့ပါမကံမဲ့ဘက်ကိုအပိုင်ကန်ထိုက်ပစ်သွားခဲ့ပြီးတော့ပုတ်ထုတ်ခံဝင်နိုင်ခဲ့ပါတယ်။ပါမကဇန်နဝါရီ14ရက်နေ့နောက်ပိုင်းမှာဂိုးပေါက်စပြောင်းနေသူဖြစ်ပြီးတော့ဂုမသွင်းနိုင်ခဲ့တာနှစ်လနီးပါးထိကိုရှိနေခဲ့ပါပြီ။ နောက်ဆုံးကစားခဲ့တဲ့6ပွဲစတိုင်ဂိုးလည်းမသွင်းဂိုးလည်းမဖန်တီးနိုင်ခဲ့တဲ့ပါမအနေနဲ့ဂိုးပေါက်ပြောင်းဆုံးနေမှုကိုအဆုံးသတ်နိုင်မှုအခွင့်အရေးရခဲ့ပါတယ်။ဒါပေမဲ့ဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့ပေနဲ့ထောင်းကမောင်းနဲ့ပဲကျင်းနေလိုက်ရတာဖြစ်ပါတယ်။ပါမအညီမလေးတို့တင်ကိုဆောက်ရောက်ခရေကပင်တိုင်းပဏ္ဏတိကန်သွင်းမှုဖြစ်ခဲ့ပြီးတော့စုစုပေါင်းပဏ္ဏတိ7လုံးကန်သွင်းရမှာ7လုံးစလုံးကိုဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ပဏ္ဏိနဲ့ပတ်သက်လာရင် စိတ်ချရတဲ့ပါမကိုအခုလိုမျိုးလွဲချော်သွားခဲ့တဲ့အပေါ်လူမှုကွန်ရက်တွေပေါ်မှာဘလုံးပိတ်သက်တွေကလည်းမချက်တီးပေးနေပါဗျ။ ပဏ္ဏီနဲ့ပတ်သက်လာရင်ကွယ်ကွယ်ပြားပြားသိရမှာကလဲချော်လာလားဂိုသမားဖန်လာလားဆိုတာပါအခုပါမောင်ရဲ့ကံချက်ကလည်းတော်တော်လေးကောင်းပါတယ်ဒါပေမဲ့ဂိုသမားကကံကောင်းပြီးတော့ထိုက်ပြတဲ့ပန်မှန်သွားလာပါဆိုပြီးတော့ရေးသားထားခဲ့ပါတယ်နောက်ထပ်တဦးကလည်းပါမောင်ရဲ့ပဏ္ဏီကိုကောက်ကင်နေတဲ့ပထမဆုံးဂိုသမားပါပဲဒီဂိုသမားရဲ့ဓာတ်ပုံကိုသိချအောင်ဖောင်သွင်းပြီးတော့သူ့ခန်းထဲချိန်ထားတင်ပါတယ်ပါမောင်ရဲ့ပဏ္ဏီကိုကောက်ကင်နိုင်မှုဆိုတာမလဲပါဘူးဆိုပြီးတော့ရေးသားထားခဲ့ပါတယ် ်ဟုတ်တယ်ပါအဆုံးလေးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်